င်္ဂလာပါဒီနေ့မှာတော့ဘန်ကောက်မှာလည်းမိုးရွာနေတယ်လို့ကျွန်တော်ယင်နေမှာလည်းငိုနေပါတယ်ဘာလို့လဲဆိုတော့လမ်းမှာဆူတောင်းရင်းနဲ့အိမ်ပြန်ရတဲ့ခရီးလေးပေါ့ခင်ဗျာကျွန်တော်အဖေကနှလုံးသွေးကြောကျင်းပြီးတော့နှလုံးသွေးကြောအစားထိုးရမှာမလို့ရန်ကုန်ပြန်ဖြစ်ပြန်ခဲ့ရတာဖြစ်ပါတယ်လေဘောတက်ခါစားမှာတော့သူ့ကိုကျွန်တော်လေဘောရောက်နေပြီဖြစ်တဲ့အကြောင်းနဲ့အဖေရန်အားမငယ်ဘူးပေါ့နော်ခွဲခန်းလေးကိုတောက်တဲ့ဝေရတာကိုလုံးဝအားမငယ်ဘူးအားပေးပြီးတော့မှသူ့ပြောအောင်လို့ကိုကစနောက်ပြီးတော့နေခဲ့ရတာပေါ့နော်တကယ်တော့ကိုယ်စီတွေမှာတော့ရန်ကုန်ဝမ်းနဲ့နေခဲ့ရဖြစ်ပါတယ်ဒီခီးစဉ်က တော်အတွက်စိုးရိမ်စရာအကောင်းဆုံးလေအစိတ်ပင်ပန်းကြရဆုံးအချိန်ဖြစ်ပါတယ်။ကဲအခုတော့ရန်ကုန်လူစိတ်ကိုရောက်ပြီပေါ့နော်။ရန်ကုန်လူစိတ်ကိုရောက်တော့ဆေးရုံကိုကျွန်တော်တန်းသွားခဲ့ပါတယ်။ဆေးရုံရောက်တော့အဖေအားဂိမ်းလေးဆော့ပြီးတော့အေးစိစိလေးနေလာနေပြီပေါ့နော်။အဲ့တော့ကျွန်တော်လည်းခြေစိုးလေးနဲ့လေးပြုတ်ပြီးတော့သူ့ကိုလည်းစားစရာရှိရစားကျွေးစရာရှိကျွေးပြီးတော့ဆောက်ရှောက်ခဲ့ပါတယ်။ဘာကြောင့်ကျွန်တော်ကဘလော့တွေကိုနှစ်လသုံးလလောက်နားသွားရလဲဆိုတော့အခုလိုအဖေဆေးရုံတလဲရလို့နားလိုက်တာဖြစ်ပါတယ်။ဒါကတော့ဆေးရုံလာမေးတဲ့ကြော့တူမလေးချောလို့ရကြတာပေါ့နော်။ ူကမနှက်စာဆိုရင်ကော်ရီစားခြင်းနဲ့ဆိုလို့ကော်ရီလည်းမရမကဝယ်ပြီးရယ်ဗီတာမင်စီလည်းကျွယ်ဝအောင်ဆိုပြီးတော့ဒါကဗလာတီးအကျွေးနည်းဖြစ်ပါတယ်ကျွန်တော်ဖေကိုအခုလိုမျိုးမိသားစုလိုကူဆိုင်ပြီးတယ်ဗီတိုရီယာဆေးရောဆရာမလေးတွေနဲ့ဆရာဝန်ကြီးများကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဒါကတော့နေ့လည်စာစားခြင်းပေါ့နော်နေ့လည်စာစားခြင်းမှာတော့ဖေကတော်တော်လေးလမ်းလာပြီးဆရာမလေးကလည်းအရိုးတွေနှွင်ပြီးအလိုလိုကူဆိုင်ပြီးရယ်ပေါ့နော်အဖေကကို့အိမ်မှာပဲကိုနေခြင်းပြီးတော့လုံးဝဆေးရုံမတက်ခြင်းနဲ့သူပေါ့နော်ဒါပေမဲ့ဒီဆေးရုံမှာသူနေပြောပါတယ်အိမ်ပြန်ခြင်းနဲ့ဘာကြောင့်လဲအရင်ကြီးကြောင်မကြောက်ဘူးပေါ့နော်ဒါပေမဲ့အလိုအိမ်သားတစ်ချိန်မှာတော့နေလေးရစ်ပါတယ်အဖေကိုအခုလိုမျိုးအ ောင်မြင်စွာခွဲစိတ်ပေးတဲ့နှလုံးတစ်ခုဆရာဝန်ကြီးဒေါက်တာငွေစင်သူကိုလည်းကျေးဇူးများအပ်တယ်ပါခင်ဗျာ။ အခုဆိုရင်အဖေကတော့အိတ်သွားပြီဒါပေမဲ့ကျွန်တော်ကတော့ဗလီလေးစိတ်ပြီးတော့ဆူတောင်းပြီးတော့အဖေကိုညာအိတ်ဆောက်လိုက်ပါဦးမယ်ခင်ဗျာဒီဟာလေးကအချမ်းမတက်ပြရမဟုတ်ဘူးနော်ဒီမှာအတန်းသုံးနဲ့ရှိတယ်ဒါပေမဲ့အပေါ်ကတလေးကအတော်တော်လေးဖြစ်ပြီးတော့နောက်ဆုံးတန်းလေးကကျတော့အတန်းလိုက်ကြီးဖြစ်နေပါဘောနော်အဲ့မှာကျွန်တော်လည်းပဲရုပ်ရှင်တွေအလိုမျိုးလူနာအတန်းမရှိတော့လို့ဖြစ်သွားတဲ့အချိန်ပြီးတော့ကျွန်တော်အပြေးလွှားသွားပြီးတော့ဆရာဝန်တွေကိုတွားနှိုးရစေဘောနော်ဒါပေမဲ့အဲ့ဒါကလူနာအိတ်တဲ့အချိန်မှာတတော်တတာဖြစ်ဖို့ဆိုပြီးတော့သူကအဲ့ကျိုးတခြားကိုသူကဖြုတ်ထားဘောနော်အဲ့တော့မှကျွန်တော်ရင်အေးနေတယ်ပထမကတော့တော်တော်လေးကိုစိတ်ပူသွားတာဘောနော်ကျွန်တော်ကအမြဲတမ်းပျော်ရွှင်စရာတွေနဲ့ ခရီးသွားတာတွေဟင်းနေချက်တာတွေပဲတင်ဆက်နေပြီမဲ့လေအဲ့မှာကျွန်တော်ရဲ့ daily lifestyle အနေနဲ့ကျွန်တော်မိသားစုအကြောင်းလေးတွေကျွန်တော်ရဲ့ဖြောရှင်စရာတွေဝမ်းနည်းစရာတွေအားလုံးကိုမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျဒီတော့လောက်ပဲနှုတ်ဆက်ပြစီအားလုံးပဲတက်တာပါ